်မိတ်ဆက်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ရန်ကုန်ကျူဆိုက်ကာတွန်းချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမကြည့်ခင်မှာ VPN လေးခံပြီးကြည့်ပေးကြဖို့လေးမေတ္တာခံပါရှင်ဒီကနေ့ပရိသတ်တွေကိုတင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့အိုးမဲကျူမင်းရပန်းပွင့်စာရီကအရင်ကလာတာပဲဒါအတက်ဆက်ဆက်တော့ဘယ်ရနေဝဲလာလဲဒီစာရီကမွေပါဘူးကိုရင်ချုပ်တာလေအိုးအရက်လာတယ်ငါလဲခုလိုပန်းစာရီတွေတဘောကြတယ် မဲကြွေဒီမှာငါတငယ်ချမ်းတယောက်ကိုပန်းစာရီချုပ်ပေးလိုက်ပါဦးသူသဘောကျလို့တဲ့မဲကြွေကတော့ခုဆိုရင်ပန်းစာရီကိုအော်ဒါချုပ်နေရပြီဖြစ်ပါတယ်သူရဲ့အထည်ချုပ်လိုက်ရာတွေကို အလုံးကချိန်ချပါတယ်မဲကြွေကတော့သူရဲ့စူးစမ်းမှုကြောင့်တစ်လအတွင်းလေးသိမ်းရှာနိုင်ခဲ့ပါတယ်အခုဆိုရင်မဲကြွေမှာပန်းစာရီအကြံအော်ဒါလက်ခံရရှိခဲ့ပြီးအလုံးအတွင်းစည်ရငွေတွေလည်းရရှိလာပါတယ် ရေချိုကအခွင့်ရပိုင်းအခြေတွေကိုမနာမနေချုပ်လာရတာကြောင့်လက်တွေနှာကျင်လာပြီးတရားရလာခဲ့ပါတယ်။အိုးအမရဲ့လက်တွေကဘလို့ဖြစ်လာရလဲအဆင်ပြေရလားအဆင်ပြေပါတယ်စိတ်မပူပါနဲ့အမတို့ကရုန်းကန်ရမှာပဲလေအမရဲ့တယောက်တည်းအပင်ပန်းခံနေပါနဲ့ငါတို့လည်းဝိုင်းပရောလုပ်ပေးပါမယ်။ရောင်မတွေကအခုလိုပြောတော့မဲချိုလည်းဝမ်းသာသွားပါတယ်။ရောင်မတွေရဲ့စကားကြောင့်မျက်ရည်ဝဲလို့မတက်ဖြစ်ခဲ့ပါတယ်။အခုစဉ်ရောင်မတွေကပါ ဝိုင်းကိုလုပ်ပေးတာကြောင့်အထည်တွေကအပြင်းမြန်ပြီးဈေးကွက်ထဲထဲဝင်ရောက်လာနိုင်ပါတယ်။မဲကျူရဲ့ပန်းစာတွေကသူရဲ့အမှတ်တစေဖြစ်လာပါတယ်။အမေဝက်စားတွေကြည့်ပါဦး။ဟောင်းနှံပြီးစုံနေပြီ။ကိစ္စမရှိပါဘူး။အမေနောက်တော့အတက်ထုတ်ဝတ်ပါမယ်။အမေကအမေအစုတ်တွေပဲဝတ်နေရပဲ။တချို့တွေကအမေရဲ့ဝက်စားတွေကိုကြည့်ပြီးဝိုင်းလောင်ပြောင်နေကြတယ်။အတက်ထုတ်ပြီးဝတ်ပါလား။ငမဝဲသေးဘူး။အမေကဆင်းရဲတယ်။အတက်ဝဲဖို့ပတ်စံမရှိသေးဘူး။ အမေကအဝတ်စားကိုအတိဝတ်မနိုင်သမင်းတို့လည်းချောကလက်နဲ့ဘယ်ရီမော့ကိုမစားနိုင်ခဲ့ဘူးအခုလိုဆင်းရဲပြီးမွေးလာတာမကောင်းဘူးမဲဂျိုက သမီးလေးရဲ့အခုလိုစကားကိုကြားတော့စိတ်ဆိုးသွားပါတယ်ဒါကြောင့်အပြစ်ပေးတဲ့အနေနဲ့သူ့ရဲ့သမီးလေးကိုရှိုက်ပုတ်လိုက်ပါတယ်ဆင်းရဲတာကအပြစ်မရှိပါဘူးအရေးကြီးတာစူးစမ်းဖို့ပဲအမေတို့အတွက်စူးစမ်းဖို့ကအရေးကြီးတယ်ဟေးမဲဂျိုမင်းရဲ့သမီးလေးကိုဘာတွေပြောနေရလဲဆင်းရဲနှံပါတာနဲ့ပတ်သက်ပြီးပြောနေရလားရော့ဒီမှာတကြလုံးစားပါအောင် ဟောဒေါ်ဝင်းမင်းတင်ကိုဘလို့လုပ်ပြီးရောက်လာလဲရင်းရင်တကြလုံးစားပါအောင်အန်ဒီဘာလို့တကြလုံးတွေလိုက်ဝေနေရလဲတကြလုံးဆိုင်ပျော်ရှင်မှုရစေတယ်ငါရဲ့သမီးလေးကအခွလက်ထက်တော်မလီဒါကြောင့်တကြလုံးတွေကိုလိုက်ဝေနေရပေါ့ငါသမီးလေးလက်ထက်မဲ့သူဟာအရန်ချမ်းသာရီမိသားစုတွေကတယောက်ပဲငါကိုသမီးလေးအတွက်မင်္ဂလာဝတ်ဆုံကိုဝယ်ပြီးပြန်လာလီသိန်းတထောင်လောက်ပေးရတယ်အရန်စည်းကြည့်တာငါသမီးရဲ့မင်္ဂလာပွဲကိုငါစိတ်တန်ကြလုပ်ပြီးမှာ ။အော်တန်းနေရင်ရင်မင်းရောလက်မထက်သေးဘူးလား။သူကမဲချိုကိုကုညင်ပေးနေရလေ။နောက်တော့သူ့ကိုလက်ထက်ပေးမှာပါ။အခုခင်မှာ ချမ်းသာတဲ့သူမျိုးနဲ့ပဲလက်ထက်တင်နေ။စင်ရတဲ့သူမျိုးနဲ့လက်မထက်တင်ဘူး။အခုမင်းကိုကိုပဲကြည့်လေ။စင်ရတဲ့မိန်းကလေးနဲ့လက်ထက်သွားတော့သူပဲရှာကျွေးနေရပြီးစင်ရနွမ်းပါနေရ။မောင်နိုင်ကတော့တော်ဝင်ရဲ့စကားကြောင့်စိတ်ဆိုးသွားပါတယ်။မင်းပြောတာမှန်တယ်။ ငါတို့ဟာဆင်းရဲတယ်။ဒါမဲ့ခုချိန်ထိဘသူစီကမှအကျွေးမယူထားဘူးဘူး။ဆင်းရဲတာကအပြစ်မဟုတ်ပါဘူး။အခုလုံးမပြောပါနဲ့။မင်းကငါ့ကိုစိတ်ဆိုးသွားလား။ငါရဲ့သမီးလေးကအခုစင်အရန်ချမ်းသာတဲ့သူနဲ့လက်ထက်တော့မှဆင်းရဲတာအပြစ်မဟုတ်ပြီမဲ့ချမ်းသာတဲ့သူနဲ့လက်ထက်နိုင်တာပိုကောင်းတာပေါ့။မဲဂျိုကဆင်းရဲနှံပါတာကြောင့်အခုလိုကဲ့ရဲ့ပြောဆိုတာကိုခင်ရလေးရှိပါတယ်။သူရဲ့မိသားစုကအရင်ကတည်းကဘဝကိုခက်ခဲခက်ခဲဖြတ်တန်းလာရပါတယ်။ မဲကျွေးရဖေကတော့ဥယျံတခုမှာဥယျံမိုးအဖြစ်လာခစာဝင်လုပ်ပါတယ်တွေ့ရလာစာကတော့တိမ်မြပါဘူးအဲနောက်မှာတော့တမလီကိုတာမဲမိသားစုတွေကတယောက်နဲ့လက်ထပ်ပေးခဲ့ပါတယ်မဲကျွေးကတော့လာခစာမလုပ်ပဲသူတက်မြောက်ထားတဲ့အထည်ချုပ်ပညာနဲ့ဝန်စာရှာဖွေပြီးသူရဲ့မိသားစုကိုထောက်ပံ့ပေးခဲ့ပါတယ်။သူရဲ့အထည်ချုပ်ရာကနေရတဲ့ငွေတွေကိုလည်းသူရဲ့အင်စည်းအတွက်အသုံးစေခဲ့ပါတယ်။ဒါကြောင့်သူရဲ့မိသားစုလေးကအရင်ကထက်ခြောက်လှယ်လာခဲ့ပါတယ်။ ။တနေ့မှာတော့ဦးဝင်းကပန်းပင်တပင်ကိုယူလာခဲ့ပါတယ်။သူယူလာတဲ့အပင်ကတော့ရောင်စုံပန်းပွင့်တွေနဲ့အရန်ကိုလာပါတယ်။တမင်းကြီးအဖေပန်းပင်ယူလာတယ်။နေပူရာကိုကောက်ွယ်ပေးပြီးအေးရစေတယ်။တကယ်လားဖေ။အဖေကိုတကားကပြောတယ်အရန်လာတဲ့ပန်းပင်လား။ဟုတ်တယ်တမင်း။အဲဒီပန်းပင်ကဘန်ဂလိုရီမှာဆိုရင်အရန်ကိုစိုက်ပြောကြတာ။အပင်တွေဆိုတာအေးချမ်းမှုရပြီးစိတ်လဲကြည်လင်စေတယ်လီ။ဟုတ်တယ်အဖေ။တမင်းလေးအပင်တွေဆိုရင်အရန်သဘောကြတယ်။အဖေယူလာတဲ့ပန်းပင်လေးတမင်းစိုက်ထားလိုက်မယ်။ မဲကျော်ကသူ့ရဲ့အိမ်နောက်ကမြေကွက်လက်လေးမှာအပင်မျိုးစုံကိုစိုက်ပျိုးထားပါတယ်။မဲကျော်ကပန်းပွင့်လေးတွေကိုအသုံးပြုပြီးတော့အထည်ချုပ်ပါတယ်။အဝတ်ချုပ်ဖို့ဆွဆောင်ထားတဲ့ပန်းပွင့်လေးတွေရပြီ။ငါရဲ့တမင်လေးအတွက်အင်ဂျင်လက်လက်လေးတစ်ထည်ချုပ်ပေးလိုက်မယ်။မဲကျော်ကပန်းလေးတွေအသုံးပြီးအင်ဂျင်လက်လက်လေးတစ်ထည်ကိုသူ့တမင်အတွက်ချုပ်ပေးလိုက်ပါတယ်။တမင်လေးကြည့်စမ်းအရန်လာရင်မဟုတ်လား။စစင်ရတော့အမေဖြစ်သူချုပ်ပေးတဲ့အင်ဂျင်လေးကိုအကြည့်ပြီးအရန်သဘောကျသွားပါတယ်။အိုး အမေအရန်လာတယ်တမင်းတော်ဝုတ်ပြီးသူငယ်ချင်းတွေကိုသွားကြအမေအမေတော်ကလည်းအင်ဂျီအစ်စ်လေးချုပ်ပေးပါအခုတောင်းအင်ဂျီအဟောင်းတွေကိုပဲဝတ်နေရတယ်စိတ်ချပါသားရဲ့အမေချုပ်ပေးမှာပေါ့တောင်းလည်းအင်ဂျီလက်လက်လေးတစ်ထည်ချုပ်ပေးလိုက်မယ်ငါသားလေးအတွက်ဘလို့အင်ဂျီမျိုးချုပ်ပေးရမလဲဟုတ်ပြီအရန်လာတဲ့ပန်းပွင့်လေးနဲ့တုံးပြီးချုပ်ပေးလိုက်မယ်မေဂျူအားသူရဲ့အဖေနဲ့အမေလည်းဟောင်းနှဲနေတဲ့ဝက်စားတွေကိုဝက်ချတာတတိထားမိသွားပါရဲ့ ရန်နှင်းငယ်ကြလာတော့မေချိုကဖန်းပွင့်လေးတွေနဲ့လှုပ်ထားတဲ့အင်ကြီးကိုချိုးလို့ပြေးသွားပါတယ်။တင်မသားလေးအတွက်အဖေနဲ့အမေရောက်မလေးအတွက်ပါချုပ်ထားတယ်။သဘောကျရဲ့လား။မေချိုရဲ့အဖေနဲ့အမေကတော့လိမ္မာတိတက်တဲ့သမီးလေးကိုခြေပင်မြုပ်ရီဝဲသွားခဲ့ပါတယ်။အမေဘာလို့လဲသဘောကျရဲ့လား။အရန်ကြိုက်တာပေါ့သမီးရဲ့သမီးလေးကအရန်တော်တာပဲ။ငါရဲ့သမီးလေးချုပ်ပေးတဲ့ဝတ်စားတွေပဲ။နောက်ဆိုအမြဲဝတ်တော်မယ်။မမကျေးဇူးတင်ပါတယ်နော်။သမီးတို့ဘောအစစအရရခေါင်းတာပဲ။ အလုံးအမေကြိုချိုးပေးတဲ့အဝတ်အစားတွေကိုကြည့်ပြီးသဘောကျနေပါတယ်။စင်စင်ကအမေဖြစ်သူချိုးပေးတဲ့အင်ဂျင်လလလေးကိုပဲပင်အပြန်ထွက်သွားတော့အိနေနာဂျင်တွေကလည်းစင်စင်ဝတ်ထားတဲ့အင်ဂျင်လလလေးကိုကြည့်ပြီးသဘောကျသွားကြပါတယ်။ဒါကြောင့်မေကြိုစီမှာပန်းပွင့်ပုံပါတဲ့အဝတ်အစားတွေကိုလာအပ်ကြပါတယ်။နောက်တစ်ရက်မှာတော့မေကြိုရဲ့ရုံးမလေးကိုအောင်နိုင်ကအမေဖြစ်သူကိုပါခေါ်လာပြီးလက်ထပ်ဖို့ကိစ္စလာပြောပါတယ်။ဟုတ်ကြည့်စမ်းဒါသမီးလေးဝတ်ထားတဲ့ဝတ်စုံကအရန်ကိုလာတာပဲ သူနဲ့အကိုက်ပဲကြားမဲချိုးချုပ်ပြထားလီမဲချိုးကအရန်တော်တာကျွန်တော်တို့မင်းလာဆောင်ရင်လဲမင်းလာဝတ်စုံကိုအန်တီဂရိုင်းချုပ်ပေးပါစိတ်ချပါချုပ်ပေးရမှာပေါ့အကောင်ဆုံးလုပ်ပေးပါမယ်အကူကမင်းလာကိစ္စနင်းလာပြီဆိုတော့အကျင့်ပြန်ထားလိုက်မယ်နော်ရန်နေငယ်ကြတော့မဲချိုးကရောင်းမလေးရဲ့မင်းလာဖွဲအတွက်ဒုဂရိုင်းအတီချပြင်ဆင်ပေးပါရယ်ဝင်းတို့လည်းမင်းလာဖွဲအတွက်လိုအပ်တာတွေကိုစီစဉ်ပေးကြပါရယ်ငါတို့လှဆင်ဖို့လိုသေးတယ် ွေအလုံးလောက်မရှိတော့ဘလို့မှလဲကျမလေတော့စဉ်းစားနေရအမေစိတ်မပူပါနဲ့တမင်းတောင်းဝန်ထားပါတမင်းမဆုဆောင်ထားရလေရှိပါတယ်မေတူအားရောင်းမလေးရဲ့မင်္ဂလာပွဲအတွက်အကောင်းဆုံးအလှပဆုံးပြင်အောင်ပြင်ဆင်ပေးခဲ့ပါတယ်အခုစရင်မင်္ဂလာဝတ်စုံလေးကိုပါတည်တည်တတ်တတ်နဲ့အလှပဆုံးပြင်အောင်ချုပ်ပေးလိုက်ပါတယ်မေတူရဲ့ရောင်းမလေးကတော့သူချုပ်ပေးလိုက်တဲ့မင်္ဂလာဝတ်စုံလေးနဲ့အရန်ကိုလာပါနေပါတယ် ဟာလူနဲ့မင်္ဂလာပွဲနေ့လေးမှာတော့အားလုံးအပြုံပြောရှင်းရှင်းနဲ့ဖြတ်သန်းကြပါရစေ။မမရေမင်္ဂလာဝတ်စုံလေးကအရန်ကိုလာတော့ပဲဒီဝတ်စုံလေးကိုအမြန်မက်ရနေမှာပါ။အရန်ကိုကျေးဇူးတင်ပါတယ်။ရပါတယ်မင်းတို့ပြောရှင်ကျေနပ်ပါပြီ။အခုအစားပြီးအပြော်တွေပဲရရှိပါစေ။ငါဆုတောင်းပေးပါရစေ။မဲကျိုးကတော့သူ့ရဲ့ကြိုးစားမှုကြောင့်အခုစဉ်သူချုပ်တဲ့အထယ်တွေကအရန်ကိုနမဲကြီးလာပါပြီ။သူ့ရဲ့မိသားစုလေးကလည်းမဲကျိုးကြောင့် အင်အားထက်အဆင်ပြေလာပြီးပျော့ပျော့ရှင်ရှင်နေထိုင်သွားကြပါရဲ့ဟုတ်ကဲ့ပါရှင်ကျွန်တော်ရဲ့ channel လေးကိုအားပေးကြည့်ရှုပေးကြလို့ကျေးဇူးတင်ပါတယ်နော်နောက်လာမယ့် video လေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်